နေဆက်ရေးရဝန်ကြီးဌာနဥပဒေအသိပညာပြန်ပွားရေးစင်ပွားတင်တဲ့အမှတ်စဉ်နဲ့တင်တဲ့စင်ပွဲခန်းနာကိုဒီနေ့မနက်ပိုင်းမှာနေဆက်ရေးရဝန်ကြီးဌာန AR ခန်းမမှာကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင် နေဆက်ရေးရဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြီကတင်တဲ့စင်အမှားစကားပြောကြရမှာ မိမိတို့နိုင်ငံအနေနဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုအရှိန်အဟုန်ဖြင့်စောင့်ရင်းလျက်ရှိပါကြောင်းအဆိုပါလုပ်ငန်းစဉ်များကိုအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်မှာ နိုင်ငံတော်ကပြဋ္ဌာန်းထားရှိတဲ့ဥပဒေနည်းဥပဒေများကိုလည်းနိုင်ငံသားတိုင်းလိုက်နာဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်းဥပဒေပညာရပ်များကိုသိရှိနားလည်မှသာလူမှုစည်းဝေးဘဝမြင့်တင်လုပ်ငန်းများကိုအကျိုးရှိစွာအသုံးချနိုင်မှာဖြစ်တာကြောင့်ဥပဒေအသိပညာပြန်ပွားရေးစင်ပွားသင်တန်းများကိုရုံးဌာနများနဲ့ကြောင်းများမှာနိုင်ငံတော်အကြီးအကဲရဲ့လက်ညှိုးမှကြားချက်များနဲ့အညီစဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်းသင်တန်းသား သင်တန်းသူများအနေနဲ့သင်တန်းကာလအတွင်းလေ့လာသင်ကြားခဲ့ရတဲ့ဥပဒေပညာရပ်များကိုမိမိတို့လုပ်ငန်းနယ်ပယ်အတွင်းမှာအကျိုးရှိစွာအသုံးချကျင့်သုံးဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း မိမိတို့ဝန်ထမ်းများအနေနဲ့နိုင်ငံတော်ရဲ့တည်ငြိမ်အေဂျင်စီတရားဥပဒေစိုးမိုးရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ပြတ်တမ်းသတ်မှတ်ထားတဲ့ဥပဒေ၊နေဥပဒေ၊လုံထုံလုံနည်းများကိုလေးစားလိုက်နာပြီးဥပဒေနဲ့ညီစွန်းနိုင်တဲ့ကိစ္စများကိုရှောင်ရှားကာလုံခြုံတော်ဝန်များကိုဥပဒေနဲ့အညီယုံကြည်ချက်ခိုင်မာစွာဆောင်ရွက်သွားကြရန်တိုက်တွန်းမှကြားခဲ့ပါတယ်။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့တောင်းရှိသူများသည်ဥပဒေရေးအရဟောပြောွဲမှာတနင်္သင်ဝန်ထမ်းများကငွေစည်းဝါးနဲ့စိတ်ကိုပြောင်းလဲစေသောစည်းဝါးများဆိုင်ရာဥပဒေ၊နေဥပဒေနဲ့ပြည်သူ့ပိုင်ပစ္စည်းများကာကွယ်ဥပဒေတို့ကို၎င်းပြည်ထောင်ဝန်ကြီးဌာနမှတောင်းရှိသူများကအွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့လောင်းကစားမှုများတားဆီးကာကွယ်နေနေဆိုင်ရာအသိပညာတို့ကို၎င်းဆွေးနွေးပြောကြားမှုများအားကြည့်ရှုအားပေးခဲ့ပါသည်။အဆိုပါတင်နှံမှာနိုင်ငံဝန်ထမ်းဥပဒေ၊နေဥပဒေ၊ရုံးလုပ်ငန်းလက်ဆွဲ ခီးစရိတ်လက်ဆွဲဥပဒေနီးဥပဒေပြည်သူ့ဝန်ပစ္စည်းများအားကာကွယ်ဥပဒေအောက်ရီလိုက်စားမှုတိုက်ဖျက်ဥပဒေနဲ့ဝန်ထမ်းကျင့်ဝတ်တည်ကောင်းစရာများအစရှိတဲ့ဘာသာရေးများကိုဆွေးနွေးပူးခြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ